ဌာနမျိုးဖြစ်အောင်သိမ့်ပေါင်းရာချီကောင်းအောင်လှူလာလားထောင်းချီကောင်းအောင်လှူလာလားဒီဟာနဲ့မဆိုင်ဘူးတဲ့သိမ့်ပေါင်းရာချီကောင်းကောင်းထောင်းချီကောင်းကောင်းနံပါတ်1ဌာနမဖြစ်ဘူးနံပါတ်1ဌာနဖြစ်ဖို့ကဘာလို့ရမလဲနံပါတ်1စိတ်နေသဘောထားထားဖို့လိုအပ်တယ်စိတ်သဘောထားပေါ်မှာမုတ်တီမှာဖြစ်တယ်ဒါကြောင့်မို့ဒီသီဌာနပဲလှုပ်လို့ကိုယ်ဌာနနဲ့ပတ်သက်ပြီးတော့ကျင့်တ်ဝန်တာမှု၃ရက်ရှိအောင်ကြိုးစား မလူခင်ကဝမ်းသာနေတယ်လှူနေတော့ဝမ်းသာတယ်လှူပြီးတဲ့နောက်မှလည်းဝမ်းသာတယ်လို့ဆိုရက်အချိန်ပိုင်း၃ပိုင်းလုံးမှဝမ်းသာမှုနဲ့ပဲဆုံးသက်ပုဗ္ဗေဝဒါနာသူမနောမလူခင်ကလည်းဝမ်းသာနေရမယ်တဏ္ဍစိတ်ကံပတာတွေလှူနေတဲ့အချိန်မှလည်းဝမ်းသာနေရမယ်ဓာတဝအတ္တမနောလှူပြီးတဲ့နောက်မှလည်းဝမ်းသာနေတခါတရံကျတော့လှူပြီးတဲ့နောက်မှလူမိတာမားတယ်လို့စိတ်ထဲမှာဖြစ်သွားလို့ရှင်ဒီဒါနကောင်းမှုကအကျိုးရော့သွားတာဒီပေါ့ ဒါကြောင့်မို့အဲ့လိုဒီဒါနကောင်းမှုနဲ့ပတ်သက်လာလို့ရှင်ဘယ်ခါပဲတွေးတွေးစိတ်ထဲမှာဝမ်းသာကျဉ်းမှုဖြစ်နေကိုလိုအပ်တယ်ပေါ့ဒါအကြောင်းတကအကြောင်းအမတွေကအရေးကြီးဆုံးပဲဒီအချက်ကနော်အဲ့ဒီလိုဝမ်းမြောက်ဝမ်းသာလှူတဲ့အလူမျိုးကိုသောမနတ္တသဟဂုံလို့အကောင်းဆုံးမဟာကုသိုလ်စိတ်နံပါတ်1ကသောမနတ္တသဟဂုံညာနာတံပိယအသင်္ခာရိကလို့ဆိုတယ်အင်္ဂါ၃ချက်နဲ့ညီညွတ်တဲ့ကုသိုလ်ကောင်းမှုကနံပါတ်1ကုသိုလ်ကောင်းမှုပဲ